ဘဝမှာအရန်အရေးကြီးအချက်ချက်ရှိရဒီနေ့ဒီဗီဒီယိုဒီမှာကျွန်တော်အဲ့ဒီချက်ကိုပြောအောင်ဖြစ်ပါတယ်ဒီချက်ကိုတိဝါလို့ရှိရင်ကျွန်တော်ဘဝကိုလုံးဝအပြောင်းလဲလုပ်လို့ရပါတယ်ဒါက motivation စံနေလို့ဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့ဒီအချက်ကိုတခြားအသုံးပြုနေဆိုလို့ရှိရင်ကျွန်တော်ရဲ့ဘဝအပြောင်းလဲလုပ်လို့ရပါတယ်အဲ့တော့ဒီချက်ကပါလေဒီဗီဒီယိုလေးမှာကျွန်တော်ကြည့်လိုက်ကြရအောင်ဒီနေ့ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ဘဝအပြောင်းလဲဖြစ်သွားစေမယ်ကြီးကြီးရဲ့အချက်ချက်ကိုကျွန်တော်မျှဝေပြောမယ်ဒီချက်တစ်ချက်ကြောင့်လို့ပဲကျွန်တော်ဘဝကြီးအပြောင်းလဲဖြစ်သွားတယ်။မွေးတဲ့နေရာတူနိုင်တယ်၊မိဘတွေတူနိုင်တယ် တက်ခဲ့တဲ့အကြောင်းပြနေတယ်။ဒါပေမဲ့ဘဝတွေဘွာချောင်းအားရတယ်။ဘာလို့လဲ။ဒီဗီဒီယိုလေးမှာကျွန်တော်ပြောပြချင်ပါတယ်။အားလုံးမင်္ဂလာပါကျွန်တော်ပြပါမယ်။ကျွန်တော်တို့ company နဲ့ working professional တွေ productivity နဲ့ profit တို့တောင်းကူညီပေးနေတယ်။ business trainer and consultant တယောက်ဖြစ်ပါတယ်အဲ့တော့ဒီ video လေးမှာလူလူသားတွေရဲ့ဘဝဘာကြောင့်ပွာချောင်းသွားလဲဆိုတဲ့အဓိကအချက်တစ်ချက်ကိုကျွန်တော်ပြောအောင်မယ်ဒီအချက်တစ်ချက်ကိုပဲရအောင်လွယ်မိုးနေလဲဆိုတဲ့အပိုင်းကိုကျွန်တော်ပြောအောင်မယ်အဲ့အချက်တစ်ချက်ကိုဘယ်လိုလုပ်ဆောင်အောင်လဲဆိုတဲ့အချက်ကိုပြောအောင်မယ်အဲ့တော့ကျွန်တော်တုံးပိုင်းတက်တယ် တော်မင်းဆိုစဉ်းစားကြည့်ပါလူတစ်ယောက်နဲ့တစ်ယောက်ဘဝကဘာလို့ပေါ်ချွာလဲဥပမာဆိုနေရာတစ်ခုမှာပဲမွေးလာတယ်မိသားစုတစ်ခုတည်းကပဲပေါက်ပွားလာတယ်အခြေအနေတစ်ခုအတူတူပဲကြုံရတယ်ဒါပေမဲ့သူတို့ဘဝတွေကွာချွာသွားတယ်ဘာလို့လဲဆိုလို့ရှိရင်သူတို့ရဲ့တုံ့ပြန်မှုပုံစံကြောင့်လို့ဖြစ်ပါတယ်ဒီတုံ့ပြန်မှုပုံစံပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့ရဲ့လာရာတွေဒီပေမဲ့ကျွန်တော်တို့ရဲ့လာရာတွေမတူကြတော့အဲ့တော့ဒီတုံ့ပြန်မှုဆိုတာက ဒီဆုံးဖြတ်ချက်တွေဆိုတော့ဘလို့ဖြစ်လာလဲဆိုလို့ရှိရင်ကျွန်တော်တို့မှာအာယုံ၅ပါးဒီအစဉ်တစ်ဆိုင်ကျွန်တော်တို့ထိတွေ့နေကြရတယ်မြင်တယ်ကြားတယ်ထိတွေ့ကြင်တွေ့ခံစားရတယ်ဒီပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့လောကကြီးကိုအစဉ်တစ်ဆိုင်အတိတ်ပဲဖွင့်ဆိုတယ်ဒီပေါ်မှာမူတည်ပြီးကျွန်တော်တို့တုံ့ပြန်မှုတွေပြုလုပ်ကြရတယ်အဲ့တော့အတိတ်ပဲဖွင့်ဆိုမှု မမှန်ဘူးဆိုလို့ရှိရင်တုံ့ပြန်မှုတွေမမှန်အဲ့တော့အတိတ်ပဲဖွင့်ဆိုမှုမမှန်ကံဖို့အတွက်ဆိုရင် ဘာအရေးကြီးလာလဲဆိုရင်ဗုဒ္ဓကဟောကြားခဲ့တဲ့မက္ကင်၈ပါးမှာနံပါတ်၁တပါးအင်မတန်အရေးကြီးလာပါပြီ။ဒါကတော့ဓမ္မဒိဋ္ဌိလို့ခေါ်ပြီးတော့မှပညာဖြစ်ပါလေ။ပညာဒီအမှန်ကို အမှန်တိုင်းအနည်းဆက်ဆုံးမြင်အောင်ပုံပြပေးတာဖြစ်ပါလေ။ပညာဆိုတဲ့နေရာမှာကျွန်တော်ရုပ်တဘောတရားတွေရဲ့အလုံးလုံးပုံတီးဖို့အတွက်ဆိုရင်ကျောင်းမှာဥပပိတာတင်ခဲ့ကြတယ်။ဓာတ်တဘောတရားတွေရဲ့ဓာတ်ပြုမှုတွေကိုတီးဖို့အတွက်ဆိုရင်ဓာတ်ရုပိတာ တင်ခဲ့ကြတယ်။တက်ရှိတွေရဲ့အလုပ်လုပ်ပုံကိုတီးဖို့အတွက်ဆိုရင်ဇီဝဗေဒ biology တင်ခဲ့ကြတယ်။နိုင်ငံတနိုင်ငံရဲ့စီးပွားရေးကုန်ထုတ်လုပ်မှု အလုပ်လုပ်ပုံကိုတီးဖို့အတွက်ဆိုလို့ရှိရင်ဘောဂဗေဒတင်ခဲ့ကြတယ်။ကျွန်တော်တို့တွေဒီပညာတင်ခဲ့ကြတယ်။အလားတူပဲလူတယောက်ရဲ့စိတ်ဘလို့အလုပ်လုပ်လေဆိုတော့တီးဖို့အတွက်ဆိုရင်စိတ်ပညာဓာတ်ကြီးကျွန်တော်တို့လေ့လာကြတယ်။တကယ်လို့တဘောတရားကိုတိချတဘောပေါက်တယ်ဆိုလို့ရှိရင် မန်ကန်နဲ့ဇုံးပြချက်ကိုချလို့ရလာပြီတကယ်လို့တေချာတဘောမပေါက်ဘူးဆိုရင်မန်ကန်နဲ့ဇုံးပြချက်ချဖို့အခက်အခဲဖြစ်လာပြီးတော့ပညာဆိုတော့လိုလာတယ်အဲ့တော့ကျွန်တော်ဘောဘွားတွေဘာကြောင့်ဟွာချောင်းရလဲကျွန်တော်တုံ့ပြန်တဲ့ပုံစံမတူတော့ဒီတုံ့ပြန်တဲ့ပုံစံကိုမတူအောင်ဘယ်အရာတွေကလမ်းမူတာလဲပညာအဲ့တော့ဒီပညာကိုကျွန်တော်တို့ဘယ်လိုရှာကြလဲကျွန်တော်တို့ရှာတဲ့နည်းတွေအများကြီးရှိတယ်။အဲ့ထဲမှာမှ ကျွန်တော်တို့ကလူနေရာ idea ဒီသုံးခုပေါ်မှာမူတည်ပြီးဟောပါရယ်အဲ့တော့ကျွန်တော်တို့ကပညာကိုကိုဘေးနားမှာရှိတဲ့လူတွေအတိုင်းဝိုင်းမိသားစုကိုတက်ဖို့တက်မယ်ထင်တဲ့ဒါလူကြီးတွေဒါကျွမ်းကျင်တဲ့လူတွေရှိရတယ်လေကျွန်တော်တို့ကရှာကြတယ်ဒါဒီပညာတွေလူမှာရှာတာနောက်တစ်မျိုးကကျတော့နေရာမှာကျွန်တော်တို့ရှာတယ်မတူညီတဲ့နေရာတွေတွားမယ်ခရီးတွားမယ်ဒီကားနေလဲကျွန်တော်တို့ရှာတယ်နောက်တစ်ခုကကျတော့ idea အသစ်တွေကနေလဲရှာတယ်ပြဿနာဖြေရှင်းတော့မယ်ကျွန်တော်စာအုပ်တွေဖတ်မယ်လိုက်ရှာမယ် idea ကနေလဲဖြေရှင်းကြတယ်ဒီလူနေရ idea တွေပေါင်းစည်းထားတဲ့နေရာရှိတယ်ဒါဒီနေရာတွေမှာဆိုလို့ရှိရင် tag group တွေကျွန်တော်ရှိမယ်ဒီ tag group ဆိုတဲ့နေရာမှာကျွန်တော်တို့ကဘာကြောင့်တက်ကြလဲဆိုရင် အလုံးရဖို့ကြောင်းတက်မယ်ဒါမှမဟုတ်ကိုကနေပြီးတော့မှအတိုင်းဝိုင်းတစ်ခုတည်းဝင်ဆန့်ဖို့ဒီလူတွေနဲ့ချိတ်ဆက်နိုင်ဖို့ tag group တက်တာဖြစ်ရင်ဖြစ်မယ် ဒါမှမဟုတ်ကိုအနေနဲ့မဖြစ်မနေဒီဘွဲလေးရဖို့ကျွန်တော်လိုတယ်မိသားစု culture အရတတ်မှတ်ထားတဲ့အကြောင်းလို့ဘွဲယူတာ ဖြစ်မယ်ဒါမှမဟုတ်လေကိုရာဒီပညာရက်ကိုအရင်စိတ်ဝင်စားတယ်ဒီ professor ရှေ့ကတက်ချင်တယ်ဒီကျောင်းကတက်ချင်တယ်ဒါကြောင့်မလို့လေကျွန်တော်တို့ကတိုက်ကြိုးတက်တာဖြစ်နိုင်တယ်တိုက်ကြိုးအပြင်ကျွန်တော်တို့ကနေရာတွေလူတွေ idea တွေရှာပွဲနေမှာဆိုတချို့ကြောင့်အခုလိုမျိုး YouTube လာမျိုးကျွန်တော်ရှိမယ် YouTube မှာကြောင့်ကျွန်တော်ဒီ theory ဆိုတာကကျွန်တော်တို့အပေါ်ရန်တနည်းအားဖြင့်ပြောမှာဆို general ဖြစ်တဲ့ဒါလူတွေအတွက်ကိုကျွန်တော်တို့လေ့လာလို့ရတဲ့ platform ဖြစ်နေတယ်ကျွန်တော်ရှိမယ်အဲ့တချို့တွေကြတော့ဒီ YouTube level ကနေနောက်တစ်ဆင့်သွားမယ်ဆိုရင်တချို့က Coursera တို့ Udemy တို့ ် university တို့ဒီလိုမျိုးပညာရပ်တစ်ခုပြန်ပြီးလေ့လာဖို့ဟို online program တွေတွားနေလို့ရှိတယ်ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်လေ local contest အရာလေ့လာလို့ရတယ်အကောင်းဆုံးဖြစ်နိုင်မယ်လို့ထင်တယ် program တွေရွေးချယ်ပြီးတော့ကျွန်တော် total online learning platform ဆိုတော့ကျွန်တော်လုပ်ထားပြီးရယ်အဲဒီမှာဆိုလို့ရှိရင်လေ total essential တို့လို့လူအတက်အများဆုံးတကယ် course ပေါင်း20ကျော်ရှိတဲ့ program မျိုးကိုကျွန်တော်ဖန်တီးထားပြရရှိတယ်ဒါကျွန်တော်တို့ဒီနေရာတွေကနေကျွန်တော်လေ့လာရှိတယ် နောက်တစ်ခုကကျတော့ကျွန်တော်လူရားလေ့လာတာပေါ့ဥပမာဆိုရင်လူတစ်ယောက်ကို follow လုပ်ထားမင်းသူစာအုပ်တွေဖတ်မင်းဒါမျိုးလေ့လာတာလည်းဖြစ်နိုင်တယ်ဥပမာဆိုကျွန်တော်တို့မဟာဗျူဟာနဲ့ပတ်သက်လာပြီးဆိုမဟာဗျူဟာအရလေ့လာရမယ့်ဆရာတွေရှိတယ်။ marketing ဆို marketing လေ့လာရမယ့်ဆရာတွေရှိတယ်။ဒီလိုမျိုးလူတွေရှေ့ရလေ့လာတယ်။ဒီလိုလေ့လာခြင်းအားဖြင့်ကျွန်တော်တို့ကတဘာဝကိုအနည်းဆုံးသဘောပေါက်အောင်ကျွန်တော်လုပ်ကြတယ်။ဒီပုံမှန်မှုတည်းပြီးဆုံးဖြတ်ချက်တွေကျွန်တော်ချကြတယ်။ဒီဆုံးဖြတ်ချက်တွေမန်ကန်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့သွားတဲ့လမ်းကြောင်းတွေက ချောင်ပြူးလာမယ်တိုးတက်မှုတွေရှိလာမယ်တကယ်လို့လမ်းမားတယ်ဆိုရင်အချိန်ကြာမယ်ပြီးတော့ကျွန်တော်စဉ်းစားကြည့်အောင်ကျွန်တော်အရှိရက်ကိုတွားခြင်းပြီးတော့မှအနောက်ရက်ကိုကျွန်တော်ပြေးနေလို့မရအောင်အရှိရက်ကိုတွားခြင်းပြီးအနောက်ရက်ကိုပြေးနေရင်ပြေးလေဝေးလေဖြစ်နေမှာဒီလိုမဖြစ်ဖို့အတွက်ဆိုကျွန်တော်ကပညာရက်ဆိုတော့ကျွန်တော်ကစီးပူလာရတယ်ဒီလိုလုပ်တဲ့နေရာမှာပညာရက်ဆိုတော့ကျွန်တော်စီးပူလာရတယ်ကျွန်တော်ရဲ့ရွယ်ချက်ကတော့ရှင်းတယ်ကျွန်တော်လေ့လာမယ်စံတက်မှုတွေပြုလုပ်မယ်မိတ်ဆွေတို့နဲ့ မြောက်ဝင်တယ်။ဘာလို့လဲဆိုရင်လူသားတွေရဲ့ဘဝအောင်ပညာရေးနဲ့ဤပညာအသုံးပြုပြီးမှပြောင်းလဲလုပ်ဖို့ကျွန်တော်ကူညီပေးခြင်းတယ်။ဒါကြောင့်မလို့ဒီဗီဒီယိုတွေကျွန်တော်ဖန်တီးပြီးမှမြောက်ဝင်ပြီဖြစ်တယ်။အဲ့တော့မိတ်ဆွေတို့တည်ကျင်တာရှိရဆိုလို့ရှိရင်လည်းကျွန်တော် comment တွေမှာလေးခဲ့လို့ရတယ်၊ဆွေးနွေးခဲ့လို့ရပါတယ်။အဲ့တော့ဒီနေ့ဒီဗီဒီယိုတွေမှာကျွန်တော်ပေးခြင်းတဲ့ message ကတော့ဒီရပါပဲ။ကျွန်တော်ဘဝမှာတုံ့ပြန်မှုတွေမတူရင်ဘဝတွေမတူဘူးတုံ့ပြန်မှုတွေကောင်းအောင်ပညာလိုတယ်ပညာရဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ လေ့လာနေတဲ့လူနေရာကောင်းနေထဲတဲ့ idea ဒါတွေကိုတခြားပြပြဖို့လိုပါတယ်မိတ်ဆွေတို့ဘယ်လိုမြင်လဲ comment မှာရေးကြပြရေးကြပြပါအောင်အဆုံးထိပေးကြအောင်ကျေးဇူးတင်ပါတယ်မိင်္ဂလာရှိတော်နေလေးဖြစ်ပါစေ